ဒီမြို့နယ်ဝေးလံနဲ့ကျေးရွာတွေကိုညဆိုရင်လဲသွားရတယ်။မိုးတွင်းဆိုရင်အန်ဒီရေတော်တော်များတယ်။မိုးသေးရွှန့်သေးနှစ်နာရီ၅နာရီလောက်လမ်းလျှောက်ပြီးသွားရတာတွေလည်းရှိပါတယ်။လူနာအသက်မမီမှလည်းကြောက်ရစိုးရိမ်ရတာတွေလည်းရှိတယ်။ကျမချင်းတီလက်တပါဆိုတဲ့အတိုင်းကျမရေကောင်းနေရင်တော့စိတ်ချမ်းသာရပါတယ်။ကျမရေကောင်းဖို့အတွက်မိမိကိုဂီယူဆိုင်ကြရပြီးတော့နေမကောင်းဖြစ်လာတဲ့အချိန်ကျရင်စေးုံစေးခန်းကိုတွားပြီးတော့ကုတာကြရပါတယ်။ တချို့ဝေးလံခေါင်ဖြားတဲ့ကျေးရွာဘက်မှာဆိုလို့ရှိရင်ဆရာဝန်တွေမရှိတာကြောင့်ရိုးရာတိုင်းရင်စေးနဲ့ပဲကုတကြတာတွေလည်းရှိပါတယ်အလားတူပါပဲမြန်မာနိုင်ငံတွင်းမှာတော့အစိုးရဘက်ကနေစစ်မှရေးနဲ့ပတ်သက်လာရင်တော့ထိရတဲ့ဝန်ဆောင်မှုပေးနိုင်ခြင်းတော့မရှိသေးပါဘူးအထူးသဖြင့်ကျဲလက်ဒေတာဖက်မှာဆိုလို့ရှိရင်စစ်မှရေးနဲ့ပတ်သက်ပြီးအသိပညာမရှိတာဆရာဝန်တွေမရှိတာစတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ် ။ဒါကြောင့်ဒီတစ်ပတ် podcast season ထဲမှာဆိုရင်တော့ရှမ်းပြည်တွင်းကလမ်းပန်းဆက်တွေ့ရေးခက်ခဲတဲ့တောင်ပေါ်ကျေးလက်ဒေသတွေမှာကွင်းဆင်းပြီးတော့ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ဆရာမအကြောင်းရင်းတရားကိုလာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လုံချုံရဲ့အရာဆောင်းပါးတွင်းမှာတော့အတန်နဲ့နာမည်တွေကိုအစားထိုးပြီးအသုံးပြုထားပါတယ်။မူရင်းစာမကိုပြန်လည်ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ www.shenyubamis.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်ကျွန်တော်တော့စိုက်ဆိုင်ပါ မိမိကျမ်းမာရေးမိမိအခွင့်အရေးကျမ်းမာချင်းတည်အားလုံးအတွက်ဆိုတဲ့ကျမ်းမာရေးဆောင်ပုဒ်တွေဟာတော်မော်ဒေတာအတွက်တော့ယနေ့ထိတိုင်အသုံးမဝင်သေးပါဘူးလူတိုင်းလုံလောက်တော့လူနေမှုအဆင့်တန်းနဲ့စေကူတခွင့်ရှိတယ်ဆိုတဲ့လူအခွင့်အရေးကြီးညာစာတန်းအချက်ကလည်းတော်မော်ဒေတာတိုင်းသားတွေအတွက်ကဘယ်အစိုးရဘယ်အာဏာပိုင်မဲ့တက်တက်ဆုံးရှုံးရတဲ့အခွင့်အရေးတည်းရဖြစ်ပါတယ် မိုးရတဲ့အချိန်မှာရှင်းနွင်နေတဲ့မှာနေပေါင်းများစွာနဲ့ခက်ခဲစွာ ဖြတ်တန်ပြီးလူနာကိုတွားရောက်ကြည့်ရှုခဲ့ရတဲ့အဖြစ်ပြက်တွေဟာဆီယမနန်းမွေအတွက်ကတော့နှစ်ပေါင်းစနစ်ကျော်ကြာမပြောင်းလဲတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်မိုးရည်ရချိန်မှာလူတွေနေကောင်းကြပါစေလူနာတွေအရေးပေါ်ညချိန်မရှိပါစေနဲ့လို့နမ်းမွေကတော့ညအိပ်ရာဝင်တိုင်းရော မနှက်အိပ်ရာနိုးထတိုင်းမှာဖျားမှာဆူတောင်းနေပါဗျာ ဆီယမနားမွေဟာရှမ်းပြည်တောင်ပိုင်းကိုဟဲမြို့နယ်ထဲကကျေးရွာတစ်ခုမှာနေထိုင်တူတူဖြစ်ပါတယ်။သူမနေထိုင်တဲ့ဒေသမှာတိုင်းဒါလက်နက်ကင်တပ်ဖွဲ့တွေလှုပ်ရှားနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီဒေသကမြို့နယ်ဝဲလံပြီးကျမ်းမာရေးအသိပညာနယ်ပါခြင်းလမ်းပန်းဆက်တွေရဲ့ခက်ခဲမှုရှိခြင်းစတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီလိုမြို့နယ်ဝဲလံခေါင်ပြားတဲ့အတွက်ကြောင့်ညဖက်တွေမှာခီးတွိုင်းလာရတာခက်ခဲပါတယ်။မိုးရင်းမှာအန္တရာယ်ပုံများပါတယ်။ မိုးရွှေမှာဆိုလို့ရှိရင်ရွှင့်ထဲမှာ9နာရီ9နာရီလောက်လမ်းလျှောက်ပြီးတော့သွားရတာတွေလည်းရှိပါတယ်။လူနာအသက်မမီလို့ရှိရင်တိတ်ဆုံးတဲ့အထီးတွေရှိခဲ့ဘူးတယ်လို့သူမရဲ့စိုးရင်စိတ်ကိုဆရာမနမ်ွေကပြောပြပါဗါး။မိုးရည်အချိန်မှာလေလုံးထိုးထွက်လာကြီးတွေဟာတန်ကြိုးပတ်ပြီးတော့သွာလာရတဲ့တံပေါ်ခီလန်းဟာဆိုလို့ရှိရင်ကျမရဲ့ဆရာမတွေအတွက်ကတော့ရွှွင့်ညံကြလမ်းလျှောက်ချင်တာပို့ပြီးတော့မြတ်မယ်လို့ယူဆကြပါဗျ။ ။ဒါတွေကြောင့်လန်ကီးတွေအန်တရာများတဲ့ကြားကနေမိုးရတီထဲမှာရှင်းနှံထဲနိုင်ရီပေါင်းများစွာဖြတ်တန်ရပေမဲ့လည်းလူနာအတက်ကိုကယ်တင်ရမယ်ဆိုတဲ့အတွေ့ကဆီယမ်မန်နမ်မွေရဲ့စိတ်ခွန်အားတစ်ခုဖြစ်ပါတယ်။မိုးရတီဆိုရင်ထော်လာကြီးတွေဆိုင်ကယ်ရဲ့ဘိန်းတွေကိုတန်ကြိုးပတ်ပြီးတွားရတာညဖက်မွေးလူနာရှိရင်တော့မတွားလို့လည်းမရဘူးလေလူနာအသက်ကယ်ဖို့အသက်ရှင်တန်ဖို့ဆိုတဲ့စိတ်ဓာတ်ခွန်အားနဲ့တွားကူရတာပါ။ မြန်မာပြည်ရဲ့နိုင်ငံရေးဟာပြောင်းလဲမှုပုံစံမျိုးစုံတွေဖြစ်ခဲ့ပေမဲ့လည်းရှမ်းပြည်တောင်ပေါ်ဒေသရဲ့ကျေးလက်ကျမ်းမာရေးကတော့ပြောင်းလဲမှုမရှိဘဲဒုံရင်းကဒုံရင်းရှိနေပါတယ်။လွန်ခဲ့တဲ့2010ကနေ2020ခုနှစ်အထိမြန်မာနိုင်ငံမှာစစ်အာဏာရှင်အုပ်ချုပ်မှုအောက်ကနေအရက်တာအစိုးရဒီမိုကရေစီစနစ်ကိုပြောင်းလဲကျင့်တုံးခဲ့ပေမဲ့လည်းရှမ်းပြည်တောင်ပေါ်ဒေသကျေးလက်ကျမ်းမာရေးကဏ္ဍဟာတော့အမြဲတမ်းလှစ်လျူရှုခံရပါတယ်။ 2021ဖေဖော်ဝါရီလနေ့စစ်အာဏာရှင်တကြော့ပြန်ရောက်လာတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးလူမှုရေးကျန်းမာရေးအဖက်ဖက်ယွယွင်းကျဆင်းလာခဲ့ပြီးလက်ရှိဝေးလံခံပြတဲ့ဒေတာအထက်ကလမ်းပန်းဆက်တွေရဲ့ခက်ခဲတဲ့ဒေတာတွေမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိန်ခေါ်မှုတွေပိုပြီးတော့များပြားလာခဲ့ပါတယ်။ ရှမ်းပြည်တောင်ပိုင်းကွန်ဟိန်မြို့နယ်ကာလီမြို့နယ်ကျေးတီမြို့နယ်မုံနောင်မြို့တို့မှာရှိတဲ့ကျေးရွာဒေသအများစုမှာကျေးလက်ဆေးပိတ်ခန့်တွေရှိပေမဲ့လည်းတာဝန်ကျကျန်းမာရေးဆရာမတွေကတလတကြင်တာလာရောက်ခြင်းစေကူတခြင်းမရှိသလိုစေတကားခန့်ကလည်းအမြဲပိတ်ထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရတရားပါတယ်ဒီလိုကျေးရွာတွေမှာကျေးလက်ဆေးပိတ်ခန်းတွေမလုံလောက်မှုစံမှန်ရေးဆရာမတွေမရှိတာကြောင့်ပီတူတွေအသက်ဆုံးရှုံးမှုတွေကလည်းများပြားခဲ့ပါတယ်။ ဒါကြောင့်ဂျေလက်ဒေတာခန့်တွေလမ်းပန်းဆက်တွေရဲ့ခက်ခဲတဲ့အရက်ကလူနာတွေခေါ်လာရင်အထင်မြင်လိုက်ပါကုတနိုင်ဖို့အတွက်နတ်မွေတရားကတော့အစင်တင့်ပြင်ဆင်လေးရှိပါတယ်။သူများရဲ့ခွန်အားစကားကတော့ကျမကတော့လူနာတွေအတက်ကဲဖို့ဘလောက်ပဲဝေဝေတွားဖို့အစင်တင့်ရှိတယ်လို့သူမကဆိုပါတယ်။ဒါပြင်တချို့တိုင်းဒါလက်နက်ကင်တပ်ဖွဲ့တွေလှုပ်ရှားမှုရှိနေတဲ့ဒေတာမှာဆိုရင်ကျမရဲ့ပညာပေးမှုတွေပြုလုပ်ရင်တာစီပိပင်ခင်ရကြောင်းလဲကျင်းလက်ကျမရဲ့ဆရာဝန်နန်းခေါကတော့ပြောဆိုပါဗျာ လွန်ခဲ့တဲ့2019ခုနှစ်တုန်းကလည်းတိုင်တလန်နက်ကန်တပ်ဖွဲ့လှုပ်ရှားနေတဲ့နယ်မြေတစ်ခုမှာသားဆက်ချပညာပေးသွားရဟောပြောမှုတွေပြုလုပ်နေစင်မှာပဲချင်းချမှုတွေကိုလည်းကိုတိုင်ကြုံတွေ့ခဲ့ရတယ်လို့ဆရာမတွေကပြောပြပါဗျာ။ ကျမစေးသွားကုတဲ့ကြေးရွာတွေကတိုင်းနာလက်နဲ့ကင်တွေလှုပ်ရှားတဲ့နယ်မြေတွေဖြစ်တယ်လေရွာမှာတားဆက်ချပညာပေးတဲ့လက်မောင်းအပ်တွေတအိမ်ထဲပစ္စည်းထည့်တာတွေရှိတယ်ဘယ်လိုလှုပ်တင်လဲဆိုတာရှင်းပြနေချင်းကျမတို့ကိုချင်းချောက်တယ်နောက်နောက်ဒီလိုလာရင်တော့ပြစ်တံပေးမယ်ဆိုပြီးတော့လဲစာရီရောက်လာတယ်တိုင်းဒါလနဲ့ကင်တပ်ဖွဲ့တွေဟာတားဆက်ချကိုလူမျိုးတုံးမှုဖြစ်စေတဲ့အတွက်တားဆက်ချခြင်း၊ကွန်တုံရောင်းဝယ်ခြင်းကိုအပြင်းထန်တားဆီးကြောင်းတွေလည်းဆိုပါရယ်။ ဒါမဲ့တကယ်တော့တားဆက်ချားခြင်းဟာမိသားစုရဲ့စီးပွားရေးပညာရေးလုံလောက်မှုရှိအောင်ကျန်းမာရေးရှုထောင့်အရာလုပ်ပေးတာလို့လည်းဆရာမတွေကပြောပါတယ်ဒါအပြင်စစ်အနာတိမ်မှုကိုအခွင့်ကောင်းယူပြီးတော့တယံစာထအလွန်ကျွန်းထုတ်ယူနေမှုအဓိကအဖြစ်ကြံ့မှုတွေတူဖော်မှုတွေကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေရင်းညဉ့်ညံမှုပြဿနာတွေကြောင့်လည်းကာလီမျိုးနဲ့မုန်းနှံမျိုးကြားမှာရှိတဲ့ပြည်သူတွေကတော့အရေးပြားယောဂကိုစတင်ပြီးကြုံတွေ့နေရပါတယ်။ လက်ရှိနိုင်ငံရေးရှုပ်ထွေးမှုစစ်ရေးပရိပခ္ခတွေကျပြန့်လာမှုကြောင့်လည်းမြန်မာနိုင်ငံရဲ့ကျန်းမာရေးအခန်းကဏ္ဍဟာကိုတူကိုထအဖြစ်ရှင်းရတာကြောင့်ကျေးလက်ကျန်းမာရေးဆရာမနန်းခေါကပြောပါရယ်ဒီလိုခေပြက်ကာလမှာကလေးငယ်တွေအမျိုးသမီးတွေရဲ့ကျန်းမာရေးအသက်ရှင်တန်ရေးဟာအစိုးဘက်ကဦးတည်နေပြီးတော့ NDA 6ကမ်းပါတို့ရောက်ရှိနေပါတယ် ။ဒါကြောင့်လမ်းပိုင်းဆက်တွေခက်ခဲပြီးမြို့ပြနဲ့အဝေးလမ်းနေတဲ့တံပေါ်ဒေသအတွက်ကျမ်းမာချင်းတီအလုံးအတွက်ဆိုတာအကျုံးဝင်ကြောင်းနှစ်ပေါင်းများစွာဥပိ္ပခပြုတ်ခံရကြောင်းလဲကိုတိုင်ကြုံတွေ့ခဲ့တဲ့ဆရာမတွေကတော့ပြောပါဗျာ။ တာမော်ဒေတာကလေးငယ်တွေရဲ့ရှင်တန်ရက်တီရေအမျိုးသမီးတွေရဲ့ကျမရဲ့အနာဂတ်ဟာအဲ့ဒီဒေတာမှာလှောက်ရှားနေတဲ့တိုင်းတာလက်နက်ကင်တပ်ဖွဲ့တွေအနာပိုင်တွေနဲ့သက်ဆိုင်တာဝန်မှုရှိတဲ့အတွက်ဥပယက်ခံမပြုဖွဲ့၊ကုညီပေးဖို့လဲကျေးလက်ကျမရဲ့ဆရာမတွေကတော့တောင်းဆိုလိုက်ပါတယ်။